လဲဟာခနာတော့အရာပါလေဒါတော့ဟိုသူတို့အမြင်ပေါ့သူတို့ကဟိုသူတို့မကြိုက်လို့ဒါဟိုလက်မခံဘူးလို့ပြောလို့မရဒါကျွန်တော်တို့မြေပေါင်းများကရှိနေတယ်စီမင်းစီကံကျွန်တော်တို့ဘက်ကနန်နီဂိုရှီယိုဘောလေးကိုဟိုသူတို့အတက်နိုင်ဆုံးပိုက်ရောတာကိုကျွန်တော်တွေ့ပါတယ်ခင်ဗျာအာ first ကတော့ head butt ပေါ့နော်ဒီခေါင်းခေါင်းခေါင်းတိုက်တာကတော့ရန်ရေးကြီးတယ်နောက်တစ်ခါကျတော့ bare fist ပေါ့နော် bare fist bare knuckle ခေါ်တာပေါ့နော်အဲ့ဒါတို့ကတော့ပို bare knuckle ဖြစ်နေတယ်ကျွန်တော်ကဒီမှာပတ်တယ်တို့ကမပတ်ဘူးပေါ့နော် ဒီ special time out ဖြစ်တဲ့2မိနစ်ကိုတော့အဲ့ဒါက still negotiating ပေါ့နော်အဲ့မဲ့သူတို့ပြောတဲ့ point တို့လည်းကျွန်တော်တို့နားလဲနားလဲပါတယ်ပေါ့နော်အဲ့ဒါအမှတ်နဲ့ကတော့ကျွန်တော်တို့ကတော့အမှတ်နဲ့မပါတာကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာရိုးရလက်ဝဲရအမှတ်နဲ့ကိုလုံးဝစိမ့်နေတဲ့လူတွေမဟုတ်ဘူးကျွန်တော်ပြောပြခဲ့တယ်1996ခုနှစ်တည်းကအမှတ်နဲ့စခဲ့တာ tournaments တွေအတွက်ကိုစခဲ့တဲ့အတွက်ကြောင့်တိုင်းတာဒီဂရီရှိပါတယ်အမှတ်စနစ်ရဲ့တာရည်တွေအများကြီးရှိလို့အမှတ်စနစ်ရဲ့ challenge တွေလည်းရှိတယ်အဲ့ဒါကိုနားလဲသဘောပေါက်ဖို့လိုတာပေါ့နော် ဒီမှာရောလည်းပြောလို့ကဘာကိုထုတ်ပေါက်လို့ထုတ်တဲ့နေရာမှာကျွန်တော်တို့ BDF ဆိုတဲ့အမေရိကန်ခြေဆိုင်ပေါ့သူကတော့ UFC ကလာလာမှနေဟဲ့ပွဲကြီးနိုင်ပေါ့ဘယ်လိုလာတော့ကာနာမှာလည်းကျွန်တော်တို့ online မှာဇန်နဝါရီကနေစပြီးအတည်နေအစည်းအဝေးတွေလုပ်ပါတယ် ကျွန်တော်ကတော့ဟိုနီးစနစ်ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါတင်ပတ်သက်လို့ကျွန်တော်နိုင်တော့ကျွန်တော် advisory role ပေါ့နော်ကြံပေးတဲ့ဟာကိုသွားတာပါဒီနေ့ seminar ကသူရည်ရွယ်ချက်ကတော့ BKFC နဲ့ရိုးရလဝေအဖွဲ့ချုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ဒီကောင်ကဟို introduction ပေါ့နော်ပြောင်းဆိုမိတ်ဆက်ပြီးတော့ပြောကြတာပေါ့နော်အဲ့ဒါလေးတွေပေါ့နော်ဒီလဝေလောကအသားတွေရဲ့အပေါင်း မီဒီယာကပုံကိုတွေပေါ့နော်တရားတွေဟိုဥဆောင်လို့တာကတော့ဆရာဥဝနာဥက္ကဋ္ဌနဲ့ပေါ့နော်ဆရာဥဝနာတို့ဆရာဥကျော်စင်တို့ဥဆောင်လို့တာပါဒီကောင်လေးဖြောင်းဖြောင်းဖြူးဖြူးဖြစ်သွားရင်ကျွန်တော်ပရိုဂရမ်ဖွဲ့လဲပြောရဲဟိုအခွင့်အလမ်းတွေအများကြီးပါပဲစိန်ခေါ်မှုတွေလည်းအများကြီးလာပါလိမ့်မယ်ဟောနော်အဲ့ဒါဆိုတော့ဟိုတွက်လက်တွဲပြီးတော့နားလည်မှုအပြည့်နဲ့ကြော်လွှားဖို့တော့လိုပါလိမ့်မယ်သူတို့ညှိနှိုင်းနေဆရာသူတို့ရဲ့ ဟိုဟာပေါ့ကျွန်တော်တို့အင်္ဂလိပ်ဆိုတော့ non negotiable လေးရှိတယ်။အဲ့လိုစဉ်းစားရတဲ့အကြောင်းရင်းကလေဟိုကျွန်တော်နားလေတော့ကျွန်တော်အဲ့ဒီဆွေးနွေးမှုတွေမှာတို့ဆွေးနွေးမှုတွေမှာကျွန်တော်မပါခဲ့ဘူး။ဒါပေမဲ့ကျွန်တော်ရတဲ့တခြား sources သတင်းနေနဲ့နောက်ပြီးတော့ဒီစာအုပ်ပေါ့သူရဲ့ rule set ဆိုရဲအော်ကျွန်တော်အနေနဲ့ကတော့ first draft လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့ finalize ဆိုလည်းပြီးရောအဲ့ဒီမှာကျွန်တော်နားလည်တဲ့လောက်ကသူတို့ကစဉ်းစားရတာဒီ international broadcasting ဆိုတဲ့ဟာကိုစဉ်းစားရတယ်နောက်တစ်ခါကျတော့ဒီ သူတို့ safety standards ပေါ့အဲ့ဒါတွေကိုသူတို့စဉ်းစားရတယ်ပြည်သက်ပေါ့စဉ်းစားရတယ်ကျွန်တော်တို့ဘက်ကတော့ဘာကိုစဉ်းစားလဲဆိုတော့ရိုးရာကိုစဉ်းစားရတယ်ရိုးရာ level အေးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုင်ရာနောက်ကသူ့ရဲ့ value တွေပေါ့နော်အဲ့ဒါကိုစဉ်းစားရတယ်ညှိနှိုင်းတဲ့အခါကျတော့အခုလက်တလောအပြေထွက်တာကတော့ဒါအပြေပေါ့နော်ဒါကတော့နှစ်ဖက် win win ဆိုတဲ့ပုံစံမျိုးလို့ကျွန်တော်နားလဲပါတယ်ခင်ဗျကျွန်တော်တို့ဘက်က non negotiable တွေကိုဟိုသူတို့အတက်နိုင်ဆုံး လိုက်ပြောတာကိုကျွန်တော်တွေ့ပါတယ်ခင်ဗျာအာ first ကတော့ head bud ပေါ့နော်ဒီခေါင်းခေါင်းခေါင်းတိုက်တာကတော့အရင်ရေးကြည့်တယ်နောက်တစ်ခါကျတော့ bare fist ပေါ့နော် bare fist bare knuckle ခေါ်တာပေါ့နော်အဲ့ဒါတို့ကတော့ပို bare knuckle ဖြစ်နေတယ်ကျွန်တော်ကဒီမှာပတ်တယ်တို့ကမပတ်ဘူးပေါ့နော် ဒီ special time out ဖြစ်တဲ့2မိနစ်ကိုတော့အဲ့ဒါက still negotiation ပေါ့နော်အဲ့မဲ့သူတို့ပြောတဲ့ point တို့လည်းကျွန်တော်တို့နားလဲနားလဲပါတယ်ပေါ့နော်အဲ့ဒါအမှတ်နဲ့ကတော့ကျွန်တော်တို့ကတော့အမှတ်နဲ့မပါတာကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာ UI လက်ဝေးကအမှတ်နဲ့ကိုလုံးဝစိမ့်နေတဲ့လူတွေမဟုတ်ဘူးကျွန်တော်ပြောပြရွေး1996ခုနှစ်တည်းကအမှတ်နဲ့စခဲ့တာ tournaments တွေအတွက်ကိုစခဲ့တဲ့လူကြောင့်တိုင်းတာဒဂရီရှိပါတယ်အမှတ်စနစ်ရဲ့တာရည်တွေအများကြီးရှိလို့အမှတ်စနစ်ရဲ့ challenge တွေလည်းရှိတယ်အဲ့ဒါကိုနားလဲသဘောပေါက်ဖို့လိုတာပေါ့နော်အရန်ကို အကျိုးရှိတယ်ဆိုတော့ရိုးရဲလဲဝေးကသူကဟောပေါ့လေဒီကလေးတွေကတဲ့ professionally ဆိုဝင်ငွေလိုတော့ပေါ့နော်နံပါတ်2ကကြော်ကြားမှုလိုတယ်ပေါ့နော်အဲအဲ့ဒါတွေအပြင်သူ့ရဲ့ soft value တွေဖြစ်တဲ့ဒီမြန်မာမြန်မာလူမျိုးတွေရဲ့ဟို ိုရိုးရကိုခံပညာလက်ဝေးဆိုတာသူကကိုခံပညာလည်းဖြစ်တယ်အားကစားလည်းဖြစ်တယ်နောက် တစ်ခါကျစက်မရေးထုတ်ပြီး fitness ဟိုလေဒါအသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခါ self defense ဆိုတာလည်းဖြစ်တယ်အဲ့ဒါမျိုးသွားတဲ့ဟာတခုကိုဒီကဘာအာအလင်မှာပုံမှုပြီးတော့ထိုးဖောက်နိုင်တဲ့အကျိုးအမြတ်အဲ့ဒါကတော့ဟိုမြန်မာတစ်မျိုးသားလုံး ဇီကိုသွားတဲ့ image image ပေါ့နော်ခုနကတော့တဖွဲ့ချင်းတယောက်ချင်းငွေချင်းနေကြော်ချမ်းမှုဆိုင်ရာအကျိုးမြတ်အဲ့ဒါလည်းသွားတာပေါ့နော်ဒီ2026တဲမှာတော့သူတို့စဖို့လုပ်နေတယ် international fights နဲ့စဟိုလေစမလားဒါမှမဟုတ်ဒီမှာစမလားဆိုတော့ဆက်လက်ပြီးတော့သူတို့ညှိနှိုင်းနေစေဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့ဟို date တို့ဘာလို့ timeline တို့ကျွန်တော်တီးကြအခုလက်လုံးမှာမပြောနိုင်သေးပါဘူးခင်ဗျဒါပေမဲ့သူတို့လည်းအမြန်ဆုံးစကြင်မှာပါဆရာပြောတဲ့ point က very good point ပါဆိုတော့အဲ့ဒါကတော့ဘယ်ဘက်ကိုလာမလဲဆိုတော့ဒီ ဒီမဟာဘူဟာပေါ့နိချမှတ်ရမယ် role မှာရှိတယ် URL ကိုအဖွဲ့ချုပ်ဘက်ကိုပေါ့နိတစ်ဖက်က promote ပြည်တွင်း promoters တွေလုံးဝပျောက်သွားလို့ရှိရင်လည်းမဖြစ်ဘူးခင်ဗျာ URL ကိုမေကွန်တခုက URL ကိုအဖွဲ့ချုပ်ကတော့ promoter အလုပ်ကိုဝင်လုပ်မှာလားပေါ့ပေါ့ဆို promoter နဲ့ ရောလေရောလေဝေးအဖွဲ့ချုပ်ဆိုတော့အမှန်တော့ sector တစ်ခုအတွက်ကိုသူက supreme entity ပေါ့နော်သူအမြင့်ဆုံးဖြစ်တယ်။အဲ promoter အလုပ်ကိုကိုကဝင်လုပ်လို့ရှင်ကိုက operation level ဆင်းသွားမယ်။ဆိုတော့အဲ့ဒီလူတွေဆက်လက်ရှင်တန်ရေးအတွက်ဘယ်လိုလုပ်မလဲ။နောက်တစ်ခါကျတော့ဒီ BKFC ဆိုတဲ့ international entities နဲ့သူတို့လုပ်တဲ့အလုပ်တွေကို alignment ခေါ်တော့ပေါ့။တစ်ခုနဲ့တစ်ခုသဟဇာတာဖြစ်အောင်ဘယ်လိုညှိမလဲ။အဲ့ဒါတွေကိုဆက်လက်ပြီးတော့စဉ်းစားရမယ်။ဒါစဉ်းစားဖို့လည်းလိုတယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာ။ပြည်တွင်း promoter ပျောက်သွားတာမျိုးမဖြစ်သင့်ဘူးလို့ကျွန်တော်မြင်။ခုနကဆရာတယောက် ြောသလိုပေါ့နိုင်ငံခြားပွဲတွေပဲထိုးတဲ့ခါကျတော့ပြည်တွင်းပွဲကိုကြားတဲ့ခါကျတော့မထိုးနိုင်ဘူးအမ်မထိုးနိုင်အောင်လေသူတို့ပတ်စံတရားမပေးနိုင်ဘူးမပေးပေးနိုင်အောင်လေဒီကအင်အားမရှိဘူးလေဆိုတဲ့ခါကျတော့ဘယ်လိုလုပ်မလဲဒါတွေကအဲ့ဒါတွေကြတော့ဒီဟိုကလုပ်ငန်းနဲ့စီးပွားရေးမဟာဗျူဟာကိုစဉ်းစားပြီးတော့ထည့်လုပ်ရမယ်လို့ထင်ပါတယ်ခင်ဗျဟုတ် ူက short term မှာတော့သူတို့စာချုပ်ချုပ်ထားတယ်ကျွန်တော်တည်သလောက်ပေါ့နော်3နှစ်စာပေါ့နော်ဒါလက်တွဲလို့ဆိုအစောတော့ဟောပါဘောနိ memorandum of understanding ပေါ့နော်အဲ့ဒါမျိုးလုပ်လို့ဆက်သွားဖို့သူတို့ရည်ရွယ်တယ် အဲသူတို့ကလည်းရေရှည်ဆက်သွားခြင်းမယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ဟိုလမ်းမှာဘယ်လိုဆက်သွားမလဲပေါ့လေအဲ့ဒါပြီးရင်ဘာဖြစ်မလဲဆိုတာကတော့ဆက်လက်ပြီးတော့ကျွန်တော် ကြည့်ကြအောင်ပါပေါ့နော်ရိုးရလက်ဝိမှာပရိသတ်ကအင်မတန်အရေးကြီးပါတယ်ပရိသတ်ရဲ့အားပေးမှုပါတကယ်အရေးကြီးတယ်ကိုမြန်မာရိုးရအထူးသဖြင့်မြန်မာပရိသတ်တွေနိုင်ငံတကာမှာလည်းရိုးရလက်ဝိရဲ့ပရိသတ်တွေရှိပါတယ်ဆိုတော့အားလုံးအားပေးမှုအတွက်ကိုအထူးကျေးဇူးတင်ကြအောင်ပြောပြလိုပါတယ်